20ရာစုအတွင်းအာနာရှင်များကလူလူအားအကြောက်တရားများလိမ့်လဲလဲဖျားမှုများဒုနဲ့ဒုညီညွတ်ချင်းမရှိအောင်ရန်တိုက်ပေးမှုများနဲ့အာနာတို့တက်လန်းလာခဲ့ကြစမြဲဖြစ်ပါတယ်။အာနာရှင်များဟာ၎င်းတို့အာနာတီမြဲစေဖို့ဒီအတိုင်းနေရတော့မရပဲ၎င်းတို့အားထောက်ခံလာကြတဲ့တာမန်ပြည်သူများအား၎င်းတို့အားဆန့်ကျင်သူတွေကိုနှိပ်စက်တစ်ဖက်ကွပ်မျက်ခြင်းများကျူးလွန်ရန်စီခိုင်းတဲ့နည်းဖြင့်ရှင်းတန်းခဲ့ကြရတာဖြစ်ပါတယ်။သူတို့ထိုးထိုးကျူးလွန်ခဲ့ကြသူများက ကံကြမ္မာရဲ့တန်ခတ်ခြင်းကိုလဲဆင်းခံရစမြဲဖြစ်တာကိုနမူနာများနဲ့တင်ပြပေးသွားမှာဖြစ်ပါတယ်။ဆဒန်ဟူစိန်ဆဒန်ဟူစိန်ဟာသူသွားလျာမှာအကြောက်တရားများကိုပြန်ပွားအောင်လုပ်လို့ရှိသူဖြစ်ပြီး24နှစ်တာတိုင်းပြည်ကိုအုပ်စိုးခဲ့စဉ်သူ့ရဲ့လက်သက်မွေးထားတဲ့မူခါဘာရက်ခေါ်လျှို့ဝှက်စစ်ပလိဖွဲ့ကကျောင်းမက်ဖွဲ့ကောင်းလောက်အောင်ရက်ဆက်ကြမ်းကြုတ်သောဤမျိုးစုံနဲ့ထောင်ပေါင်းချီတဲ့လူများကိုတပ်ဖြတ်ခဲ့ကြတာဖြစ်ပါတယ်။1986-89ကာလအတွင်းအဖာဂျီနိုဆိုက်မှုကြီးကျူးလွန်ခဲ့စဉ် ကတ်တန်ရှိရိုက်မျိုးနွယ်စုများအားအစိတ်တံငွေတုံရတက်ဖြတ်ခဲ့တာဖြစ်ပါတယ်။1980မှာအီရန်ကိုကျူးကျော်တိုက်ခိုက်ခဲ့ရမှာတော့အီရန်နိုင်ငံသားတပ်သန်းခန့်အသက်ဆုံးရှုံးသွားခဲ့ရပြန်ပါတယ်။1990မှာကိုဝိတ်ကိုဝင်ရောက်တိုင်းပိုက်လာခဲ့ရမှာပထမပင်လယ်ကွေ့စစ်ပွဲကြီးဖြစ်ပွားလာခဲ့ရပါတယ်။အမေရိကန်သမ္မတဂျော့ဂျ်ဝဘုရှ်က2003မတ်လမှာအီရတ်ကိုတိုက်ခိုက်ရန်အမိန့်ပေးခဲ့မှုနဲ့အတူဆရာဟူစိန်ဟာလည်းပုံရှောင်သွားခဲ့ရပါတယ်။ကိုလာကြာ2003ဒီဇင်ဘာ13ရက်မှာတော့ အမေရိကန်တပ်များကတွင်းရှိတစ်ခုတည်းဝန်ရောက်ပုံအောင်နေတဲ့စစ်တမ်းအားလက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။၎င်းအောင်1980နှစ်အတွင်းရှီရိုက်နယ်ဝင်လူပေါင်း148ဦးအားတပ်ဖြတ်ခဲ့မှုနဲ့အတူရုံးတင်စစ်ဆေးခဲ့ပြီး2006နိုဝင်ဘာ9ရက်မှာအဖြစ်ရှိကြောင်းတရားရုံးမှဆုံးဖြတ်ခဲ့တာကြောင့်နှစ်လနီးပါးကြာဒီဇင်ဘာ3ရက်နေ့မှာကြိုးပမ်းစီရင်ခဲ့ပါတယ်။အီရတ်နိုင်ငံသားတူကကင်မရာတစ်လုံးအားခိုးဝယ်ယူဆောင်လာနိုင်ခဲ့တာကြောင့်စစ်တမ်းအားကြိုးပမ်းတဲ့မြင်ကွင်းကိုအမိအရရယူနိုင်ခဲ့ပါတယ်။ ရှိရိုက်ဘာသာဝင်တူကဘကွက်သားဖြစ်ဦးဆောင်ခဲ့ပြီးရက်ကြီးနေတဲ့တောင်ဝင်ရှိသူများအားလုံးရဲ့အော်ဟစ်ဆဲဆိုခြင်းကိုမတိမီကြားသိသွားခဲ့ရပါတယ်ဂရာဖီမွန်မာမိုဟာမက်ဂရာဖီက1969မှာဘီယင်အန်ထရစ်အားသွေးထွက်တန်ရုံမရှိဖြုတ်ချနိုင်ခဲ့ပါတယ်ထို့နောက်1969မှာ1989အထိလိဗျအာရဗ်သမ္မတနိုင်ငံရဲ့တော်လိုင်းကောင်စီဥက္ကဋ္ဌအဖြစ်တိုင်းပြည်ကိုအုပ်ချုပ်လာခဲ့ပါတယ် ထို့နောက်လျှောက်အောင်ဆိုရှယ်လက်နိုင်ငံဖြစ်အသွင်ပြောင်းလိုက်သည်ဆိုပြီးတိုင်းပြည်အောင်အကိုကြီးအဖာရခေါင်းဆောင်ဖြစ်2017သေဆုံးချိန်အထိအုပ်ချုပ်လာခဲ့ပါတယ်။၎င်းကလျှောက်ရှိဂျူးများအီတာလီယန်လူမျိုးများနဲ့အမေရိကန်စစ်တပ်ကိုတိုင်းပြည်မှာနှင်ထုတ်ခဲ့ပါတယ်။နိုင်ငံတွင်းရှိအချို့ကတိုင်းပြည်ကိုကြွယ်ဝအောင်အုပ်ချုပ်နိုင်ခဲ့သူဖြစ်သတ်မှတ်ခဲ့တော်လဲတစ်ဖက်မှာနိုင်ငံသားများရဲ့လူအခွင့်အရေးများကိုချိုးဖောက်ခြင်းနဲ့ထို့သောကြွယ်ဝချမ်းသာလာမှုတွေကိုအသုံးချ၍ကမ္ဘာပေါ်ရှိအကြမ်းဖက်အုပ်စုများကိုငွေကြေးပံ့ပိုးလာခဲ့ပါတယ်။ 2011ပုံကံမှုကြီးဖြစ်ပွားလာစဉ်လက်ပြပြည်သူစစ်များရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးပြစ်ဒဏ်ချင်းမခံရမီဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့လူအုပ်ကြီးမှဝိုင်းရိုက်နေပုံကိုကင်မရာနဲ့မှတ်တမ်းတင်နိုင်ခဲ့တာကြောင့်ဒီကဘာလုံးကမြေဝါထင်ထင်တွေ့မြင်သွားခဲ့ရတာဖြစ်ပါတယ်။ ED Amen ED Amen ဟာ1987မှာဒိုင်းပြည်အာဏာကိုသိမ်းယူပြီး1989နှစ်ထိအုပ်ချုပ်နိုင်ခဲ့ပါတယ်။ထိုကာလများအတွင်း ၎င်းရဲ့မျိုးနွယ်စုမတူသူ၃သိန်းနီးပါးကိုတက်ဖြတ်ခဲ့တာကြောင့်ယူဂန်ဒါသားသက်သမားလိုအမိတွင်ခဲ့ပါတယ်။ထို့ပြင်တောင်အောင်ရှောင်းမှရွှေပြောင်းဝင်ရောက်လာသူတွေကိုကောင်းမဖော်နိုင်အောင်ဖိနှိပ်လာခဲ့ပါတယ်။နိုင်ငံတကာမှာဟိုလီတကြောကြောဖြစ်သွားခဲ့ရတာကအစ္စရေးခီးတဲ့တင်လင်းကြီးအားပြန်ပေးဆွဲလာတဲ့ပါလက်စတိုင်းကျန်းဖက်သမားတွေကိုမြို့တော်အင်ပတီလေးစိတ်မှာဆင်းသက်ခလုံးကွင်းပေးခဲ့မှုပဲဖြစ်ပါတယ်။အစ္စရေးဘက်မှာထူးစစ်စင်ကြီးကွန်မန်ဒိုများဆီလွတ်ပြီးခီးတဲ့များကိုကဲထုတ်နိုင်ခဲ့ပါတယ်။သူဟာ ဇနီးများထဲမှာဒူအာခန္ဓာကိုယ်အပိုင်းပိုင်းဖြစ်သည့်အထိကိုထိလက်ရောက်တက်ဖြတ်ခဲ့သူလည်းဖြစ်ပါတယ်။1988မှာယာရုမဖြုတ်ချခံခဲ့ရပြီးတဲ့နောက်ဆော်ရီမီသားစုမှာဂျာရာတွင်နေထိုင်ခွင့်ပေးခဲ့ပြီးအဆအဆအရာရာထောက်ပံ့ပေးခဲ့ပါတယ်။2003ခုနှစ်မှာကျောက်ကဖြစ်စည်းတဲ့ဝေဒနာကြောင့်ဆော်ရီစေးရုံတရုံမှာတေးအန်ဆဲဆဲဖြစ်နေချိန်မှာဇနီးဖြစ်သူမှာတိုင်းပြည်သို့ပြန်ခွင့်ပေးရန်ယူဂန်ဒါသမ္မတဖြစ်သူအားအတနာခံခဲ့တော်လဲအာမေအနေနဲ့ သူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကိုပထမအဦးဆုံးတာဝန်ခံမှသာပြန်ခွင့်ပေးမယ်လို့အကြောင်းပြန်ခဲ့ပါတယ်။ဤသို့ဖြင့်အောင်မြာလူမသိသူမသိဘွားနဲ့2003ခုနှစ်အောက်တိုဘာ16ရက်နေ့မှာဆော်ဒီမာကွဲလွန်သွားခဲ့တာဖြစ်ပါတယ်။မူဆိုလိုနီမင်းတို့မူဆိုလိုနီကဒုတိယကမ္ဘာစစ်အတွင်းတမိုင်းရန်မောင်းရင်သောအဖက်ချမှာယက်တီခဲ့သူဖြစ်ပါတယ်။ယခုကမ္ဘာပေါ်မှာလူသိများလာတဲ့ဖက်စစ်ဝါဒရဲ့ခေါင်းကိုင်ဖခင်ကြီးလည်းဖြစ်ပြီး1943ခုနှစ်ဇူလိုင်လတွင် မဟာမိတ်တပ်များစစ်စလီကျွန်းကိုစတင်တိုက်ခိုက်သိမ်းပိုက်လာချိန်မှာသူတီထောင်ခဲ့တဲ့ဖက်ဆက်မဟာကောင်စီရဲ့ဖြုတ်ချခြင်းကိုခံခဲ့ရပါတယ်။၎င်းအားမြန်မာလာတဲ့တောင်ထိပ်တစ်ခုရဲ့အကျဉ်းစခန်းမှာချုပ်နှောင်ထားစဉ်ဟစ်တလာရဲ့ညွန်ကြောင်မှုနဲ့နှစ်လကြာမှာ SS အထူးကွန်မန်ဒိုတပ်စုမှဂလိုက်ဒါများစီး၍ရဲစွန်ဝင်ရောက်ခဲ့ထုတ်နိုင်ခဲ့ပါတယ်။မူဆိုလိုနီကိုဂျာမန်တို့လွှမ်းမိုးမှုအောက်မှာရှိနေစေဖြစ်တဲ့မြောက်ပိုင်းမှာအီတလီဆိုရှယ်လစ်သမ္မတနိုင်ငံရဲ့အာဏာရှင်ဖြစ်ပြန်လည်တင်မြောက်ခဲ့ပါတယ်။ထို့အချိန်မှာ ကမ္ဘာစစ်ကြီးကကြီးမားတဲ့အပြောင်းအလဲကြီးစတင်လာနေပြီဖြစ်တာကြောင့်အီတလီနိုင်ငံသားများကသူ့အပေါ်လိုလိုလားလားမရှိကြတော့ပါဘူး။1945ဩဂုတ်လမှာမဟာမိတ်တများဝင်ရောက်လာနေပြီဖြစ်၍ထွက်ပြေးရန်ကြံနေတဲ့မူဆိုလိုနီနဲ့သူ့ရဲ့အပြောင်းများများအားဖျောက်ချတော်လိုင်းတပ်များကဖမ်းဆီးနိုင်ခဲ့ပါတယ်။နောက်တနေ့မှာပဲတော်လိုင်းအင်အားစုများရဲ့ကွပ်မျက်ခြင်းကိုခံခဲ့ရပြီးမီလန်မျိုးလည်းကောင်းကြီးမြန်မာအလောင်းများကိုဓာတ်တိုင်မှဇောက်ထိုးချိတ်ဆွဲပြသခဲ့ပါတယ်။ကီဆွန် 1912ခုနှစ်မှာမွေးဖွားခဲ့တဲ့ကင်ဆွန်ကမြောက်ကိုရီးယားကို1948မှာစတင်တည်ထောင်ခဲ့ပြီး1994ကွဲလွန်သွားချိန်အထိအုပ်ချုပ်သွားခဲ့ပါတယ်။မြောက်ကိုရီးယားအားကွန်မြူနစ်နိုင်ငံအဖြစ်ပြောင်းလဲပြီးစီးပွားရေးအားလည်းနိုင်ငံတော်မှစီမံခန့်ခွဲတဲ့ပုံစံဖြင့်အုပ်ချုပ်ခဲ့ပါတယ်။1950မှာတောင်ကိုရီးယားကိုကျူးကျော်တိုက်ခိုက်ခဲ့တာကြောင့်နှစ်ဖက်ကိုရီးယားပြည်သူ၅သန်းခန့်သေဆုံးသွားခဲ့ရပါတယ်။1960ကျော်နှစ်များမှာတော့ပုဂ္ဂိုလ်ရေးစီးကပ်ကိုးကွယ်မှုပုံစံဖန်တီးလာပြီး ူအားနတ်ဖျားလားထင်လာစေသည့်အထိဖန်တီးလာခဲ့တာပါ1994ဇူလိုင်လ10ရက်နေ့မှာ၎င်းနေအိမ်မှာရှိနေစဉ်တွင်နှလုံးရောဂါနဲ့လဲကျသွားခဲ့ရပါတယ်။ဒါဖြစ်သူကင်းချောင်းဤကသူ့ဖျားနေရမပြတ်စောင့်ကြည့်ပေးနေတဲ့ကိုရီးယားဆရာဝန်ကိုနှင်ထုတ်လိုက်ပြီးနိုင်ငံတော်ရှိသမားတော်အကြောင်းတော်ကိုချက်ချင်းလိုလေရင်နဲ့ရောက်လာသည့်နေရာမှာဆင့်ခေါ်လာခဲ့ပါတယ်။သို့တော့ကင်းစွန်းဟာထိုနေ့ညပိုင်းမှာပဲကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ဒါဖြစ်သူကင်းချောင်းဤမှာ တိုင်းပြည်ကိုသူကွယ်လွန်ချိန်2011အထိဆက်လက်အုပ်ချုပ်သွားခဲ့ပြီးယခုခါမှာတော့ကင်းချောင်ဤရဲ့သားဖြစ်သူကင်းချုံအန်းအုပ်ချုပ်နေပြီဖြစ်ပါတယ်။စတာလင်ဂျိုးဇက်စတာလင်ကဆိုဗီယက်ပြည်ထောင်စုကို1920နှစ်လပိုင်းမှာစ၍ကွယ်လွန်ချိန်ဖြစ်တဲ့1953အထိအုပ်ချုပ်သွားခဲ့တာဖြစ်ပါတယ်။သူယူသွခဲ့တဲ့မတ်စလီနင်ဝါရာဖြင့်အုပ်ချုပ်ခဲ့စဉ်ကာလများတွင်မှတ်တမ်းမရာအတိအကျဖြင့် ကွက်ပြက်ချင်းခံခဲ့ရသူ839,455ဦးထိရှိခဲ့ပါတယ်1930နဲ့33မှာယူကရိန်းမှာအစာရင်စားငတ်မောခေါင်းပါမှုကြီးဖြစ်ပွားလာရာတစ်ပင်မှာတစ်မြင့်များကိုဒူးဆသည့်ထိဖြစ်ခဲ့ရပါတယ်ထို့ပြင်ဂိုလက်ခွန်နိုင်ငံ၏တုံပန်းစခန်းကိုလည်းတီထောင်ခဲ့သူဖြစ်ပါတယ်၎င်းရဲ့တပ်တန်းအတွင်းလူ9သန်းခန့်တည်ဆုံးခဲ့ပြီးထို့အထက်မှာ6သန်းခန့်ကတမင်ရည်ဝဲချက်နဲ့တက်ဖြတ်ခံခဲ့ရသူများဖြစ်ပါတယ်သို့သော၎င်းရဲ့တက်နေတော်ကဒုတိယကမ္ဘာစစ်အတွင်းစစ်အောင်နိုင်၏အတွက်အဓိကအခမ်းအနားပါဝင်ခဲ့ပြီး ထို့အတွက်ဆိုဗီယက်ပြည်သူ15တန်းခန့်အသက်ပေးလိုခဲ့ရပါတယ်။1953မတ်လ10ရက်နေ့မှာရန်မြန်မာမှာဒေးများရွှေကလဲကျနေတာကိုသူ့ရဲ့တပ်တော်ဆောင်များကတွေ့ရှိခဲ့ပြီးထို့အချိန်မှာအသက်ငင်နေပြီလည်းဖြစ်ပါတယ်။၎င်းဟာအုံနောက်သွေးကြောပေါက်မှုကြောင့်ဖြစ်တယ်လို့သိရှိခဲ့ရတာကြောင့်အစိတ်ခက်ခံရပြီလားလို့တန်တရားများဝင်လာခဲ့ကြပါတယ်။မြို့သူပင်ဖြစ်စေ၎င်းရဲ့နောက်ဆုံးအချိန်များမှာဝေဒနာကိုပြင်းထန်စွာခံစားခဲ့ရပြီးလေးရဲ့အချောင်မှာတော့ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။၎င်းရဲ့ရုပ်လောင်းအားဆေးဆိုင်ပြီး မော်စကိုရှိယူနီယံဆောက်ဦးမှာ၃ရက်ကြာလူလူအားပြသခဲ့ပါတယ်။လာရောက်ကြည့်ရှုသူများများပြားလာတာကြောင့်ပြိုလဲကတက်နေမိကြအောင်မှလူတရာခန့်ထပ်မံတည်ဆုံသွားခဲ့ရပါတယ်။ချီလီကောင်းဆောင်ပီနိုချေ၊မော်စီတုံ၊ဟစ်တလောင်၊ဂျပန်စစ်ကောင်းဆောင်ထိုချို၊ပက်ဂျုံဟီ၊အန်ဝါဆာဒတ်၊စပိန်အာနာရှင်ဖရန်ကိုပိုပေါ၊ချောင်းဆစကူ၊လိုင်ဗီးရီးယားကောင်းဆောင်ဆီမီရဲဒိုးတို့အကြောင်းကိုလည်းအလင်းသိသလိုဆက်ပြီးဖော်ပြပေးသွားပါမယ်။ အဆုံးထိကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်